ဖလော်ရီယန်ဝစ်ရဲ့နေရာမှာဂျက်ဂွေလစ်နဲ့အစားထိုးလိုနေတဲ့တန်ဟက်ရဲ့လေးပါးခုစဉ်လေးပါးစဉ်တွေအားလုံးဘဝတင်းကိုပြောင်းရွှေ့ထောက်မဲ့ဖလော်ရီယန်ဝစ်ရဲ့နေရာမှာဂျက်ဂွေလစ်နဲ့အစားထိုးဖို့အတွက်စီစဉ်နေတယ်လို့သိရှိရပါတယ်မန်စီးတီးနဲ့အင်္ဂလန်စတားကအခုနေရာဒီမှာအီရီယာကနေထွက်ခွာတော့မှဖြစ်ပြီးတော့အသင်းအတောင်ရှိသူတွေအတီးပေးခြင်းခံထားသူလည်းပဲဖြစ်ပါတယ်ဒေါ်ရင်ဟော့စပါ၊နေယူကာဆယ်၊အက်စတိုမီလာအသင်းနဲ့နာပိုလီအသင်းတို့ကလည်းဂျက်ဂွေလစ်ကိုခေါ်ယူပြီးစိတ်ဝင်စားနေကြလိမ့်မယ်ဖြစ်ပါလိမ့်။ အခုခါမတော့နေပြဝေးတန်းကန်တွယ်နေတဲ့လီဘောစင်အသင်းကမန်စီအသင်းကပေါင်းသန်း40အလိုရှိနေတဲ့ဂျက်ဝီလစ်ကိုခေါ်ယူနိုင်အတွေ့ချိုးပန်းရမှာပါဝင်လာခဲ့တာလည်းပဲဖြစ်ပါလိမ့်။နေပြဝေးတန်းကဂျက်ဝီလစ်မှာဖလော်ရီယန်ဝါဆက်နေရာမှာအစားထိုးဖို့အတွက်အသင်းတော်ဆုံးကစားမတယောက်ဖြစ်ကြောင်းလီဘောစင်အသင်းရဲ့တာဝန်ရှိသူတွေကိုဖွင့်ရပြောဆိုထားတာလည်းပဲဖြစ်ပါလိမ့်။အဒါနဆန်နှစ်နေအရွယ်ဖလော်ရီယန်ဝက်ဆာခုနေရာဒီမှာလေဘောက်စင်အသင်းကနေလေဘောက်အသင်းကိုပြောင်းရွှေ့ဖို့အတွက်တေချာတော့ရှိနေတာလည်းပဲဖြစ်ပါလိမ့် လေဘောစင်းနေအောင်ခုနေရာဒီမှာပထမဆုံးခေါ်မှုအဖြစ်ဘရောင်ဘွန်တင်းရဲ့ကိုသမားမက်ဖလန်ကန်ကိုခေါ်ယူထားပြီးပြီလည်းပဲဖြစ်ပါတယ်။တပတ်မှလည်းဂျက်ဂူလစ်ကိုရိုင်ကလည်းနိုင်ညာကိုတွားရောက်ပြီးကစားဖို့တကားဖွင့်ထားပြီးတော့လာမယ့်နောက်26ကဘာလမတိုင်မီလန်စန်နဲ့စတင်မှုပြုလုပ်နိုင်ဖို့စိတ်အားထက်သန်နေသူလည်းပဲဖြစ်ပါတယ်။နေချင်းဒီဘလူဘွဲမှာပင်နီမဝင်ခဲ့လို့အသက်အန္တရာယ်ထိန်းချုပ်ခြင်းခံနေရတဲ့စပိန်သင်္ကောင်းဆောင်မိုရာတာ စပိန်ကသောမိုရာဒါတယောက်ဗော်ရီရဲတဲ့နေချင်းလီဘိုလူပွဲမှာပင်နီမဝင်ခဲ့ပြီးတဲ့နောက်အွန်လိုင်းမှာအမုန်းကပြောဆိုခြင်းခံရတဲ့အပြင်အသက်အန္တရာယ်ချင်းချောက်မှုပါခံရတယ်လို့သိရှိရပါတယ်စပိန်နိုင်ငံရဲ့ဇနီးတဲကဘော်ရီယာသင်းကိုနေချင်းလီဘိုလူပွဲမှာပင်နယ်လီနဲ့ရှုံးနေပြီးတဲ့နောက်သူတို့ထံရောက်လာတဲ့အမုန်းကမက်ဆေ့တွေကိုမျှဝေမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ်ယမနီကနေချင်းဒီဘလူးဘဲမှာဖွဲချင်တဲ့အချိန်ပိုနှစ်ကိုးစီအသေးကြပြီးတဲ့နောက်ပင်လီအဆုံးအဖြတ်မှာမိုဒါရာတယောက်ပင်လီလွဲချော်ခဲ့ပြီးတဲ့နောက်ပေါ်တူဂီသင်းတို့၅ကို၃ကိုနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်မော်ရာဒါအဒရဒီကိုမတ်ထွေသေးမှာဇာစင်တော့ကအစိပ်ပိုင်းဆိုင်ရာဝေဒနာခံစားခဲ့ရသူတယောက်ဖြစ်ပြီးဒါကြောင့်ပဲ2024ခုနှစ်တုန်းကအေးစီမလာအသင်းကိုပြောင်းရွှေ့ဖြစ်ခဲ့သူလည်းပဲဖြစ်ပါလေအခုအခါမှာတော့အမောင်းကတွေထပ်မံပြောဆိုခံရတဲ့အချိန်မှာတော့မော်ရာဒါရဲ့ဇနီးတွေက ဘောလုံးမဲတော်နဲ့ပတ်သက်ပြီးတော့ကျမတို့ပြောဆိုနေတယ်ဆိုတော့ကိုရောသတိထားမိကြပါသေးရဲ့လားဘဝမှာကျမတို့အားလုံးအမှားလုံးမိကြပါလိမ့်ဘဝကသင်ကန်းစာတွေပေးပါလိမ့်အတွေ့အကြုံတွေပေးပါလိမ့်ကောင်းတာတွေလည်းပေးပါလိမ့်ဆိုးတာတွေလည်းပေးပါလိမ့်ဒါပေမဲ့ကျမတို့အနေနဲ့တူဦးကိုတူဦးမဆုံးဖြတ်သင်ပါဘူးဘောလုံးကလည်းဒီလိုပါပဲလှပါတဲ့အရာတွေရှိပါလိမ့်စိတ်လုံးရှားဖို့လည်းကောင်းပါလိမ့်ခံမရလည်းသိက်ခတ်ပါလိမ့်ဒါကအားကစားပါပဲပြောပြမျိုးတစ်ခုပေါ့ဒီတော့သူနဲ့ထိုက်တန်တဲ့လေးထားမှုတော့ရှိရမယ်လို့ကျမအနေနဲ့ထင်ပါလိမ့် အမားတို့အတွက်အထောက်အထားကိုဝေဖန်တဲ့သူတွေရော အမှကင်းကြပါရဲ့လားတို့ဘဝမှာဘာတွေများအောင်မြင်ခဲ့ကြဘူးလို့ပါလေလေးစားသမှုနဲ့ပြောတာပါဒီလိုလူမျိုးမဖြစ်ချင်ပါနဲ့လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေမော်ဒါနာနေရှင်နီဘလူပွဲမှာဗနီနီမဝင်ခဲ့ပြီးတော့စပိန်လေဝစဉ်အသင်းဘဝကနေအနာယူလာနိုင်ကြောင်းဖွင့်ရပြောဆိုသွားခဲ့သေးရလည်းပဲဖြစ်ပါလေလေချင်းငွေမှာပြုံးတို့ကစားတဲ့ခါမှလည်းပြုံးပြုံးလေးကစားချဖို့အင်္ဂလန်ဇာမားတွေကိုတိုက်တွန်းပြောဆိုလိုက်တဲ့နေရတော်မတူရှင့် အင်္ဂလန်သင်းရဲ့နေပြောက်သမန်ဒူရှေကအင်္ဂလန်သင်းကိုလေးကျင်ခွင်းမှာကစားသလိုပဲပြုံးပြုံးနေဖိအားကင်းကင်းနဲ့ကစားကြဖို့တိုက်တွန်းပြောဆိုလိုက်ပါတယ်ဂျာမန်မျိုးနေပြဟာစနေနေ့ကကွာလွားချေစီပွဲမှာအန်ဒရာကိုတကောကိုမရှိတဲ့အနိုင်ရရှိပြီးတဲ့နောက်အသေးရနိုင်ရလို့စိတ်ကဲမဲ့မှုကိုဝေဖန်ပြောဆိုခဲ့သူလည်းပဲဖြစ်ပါလိမ့်။ဂျာစီနေပြဟောင်းကဇာမားတွေမှာလေးကျင်ကွင်းနေမှာတော့ခွဲပြားချနာကြောင်းပွဲစားတဲ့အခါမှာလွတ်လွတ်လပ်လပ်နဲ့ညွှန်ကြားထားတဲ့အတိုင်းကစားစေလို့ကြောင်းဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ နေပြည်တော်ချက်ကဇန်နဝါရီလမှစတင်ပြီးတော့အင်္ဂလန်သင်းကိုကန်တွင်လာလာဖြစ်ပြီး၄ပွဲမြောက်အဖြစ်အင်္ဂါနေ့စီတီဂရောင်းနဲ့စီနီဂောမှာထိစံပွဲကြီးကြပ်လာမှလည်းပဲဖြစ်ပါလိမ့်။တော်မန်တူချက်ကလေးချင်းကွေးမှာဆိုရင်တော့တို့ပြုံးပြုံးလေးတွေ့ရပါလိမ့်။ဒါပေမဲ့ကစားရင်တော့မပြုံးကြဘူး။ပိုကောင်းဖို့လိုတယ်ဆိုတာသိကြပါလိမ့်။ဒီအုပ်စုအတွင်းမှာဆက်သွယ်မှုကောင်းကောင်းပံ့ပိုးမှုကောင်းကောင်းအပြန်အလှန်ဆက်သွယ်မှုကောင်းကောင်းလိုအပ်ပါလိမ့်။ ။ငစားမရီယာကွင်းထဲကိုရောက်ရင်ပိတ်မိနေသလိုဖြစ်နေကြပါလိမ့်။အစွမ်းကိုမဖော်ထုတ်ရသေးပါဘူး။လေကျင်းကွင်းမှာဆိုရင်တိုးတက်တာတွေအများကြီးရှိပါလိမ့်။လေကျင်းရေးစင်တွေမှာမြင်နိုင်ပါလိမ့်။ကွင်းထဲကိုနည်းနည်းလေးပဲယူဆောင်လာနိုင်ပါတယ်လို့ဖွင့်ရအောင်ပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။အင်္ဂလန်သေးပါဇာမ6ရောက်ဟာစီတီဂရောင်းပွဲစဉ်ပြီးမှကလပ်ကပလာပြန်ပွဲကစားဖို့အတွက်အမေရိကန်ကိုထွက်ခွာရောက်မှလည်းပဲဖြစ်ပါလိမ့်။ပရီးမီယာလိမ်မှာမန်စီးတီးနဲ့ချဲစီရဲ့အသင်းတို့ဟာကလပ်ကပလာပြန်ပွဲမှာပါဝင်စားရမှလည်းပဲဖြစ်ပါလိမ့်။ နေပြတော်မှလူရှယ်ကဒီပြိုင်ပွဲမှာမကစားရတဲ့လဘဝုဒ္ဓင်းနဲ့အာဆင်တို့မှာလာမရောက်သည့်အတွက်တပတ်အသာစီရရှိလာမှာဖြစ်ကြောင်းလည်းဖွင့်ရပြောဆိုသွားပါတယ်။ဝုဒ္ဓင်းရဲ့နောက်ခံလူနိုရီကိုပေါင်30တန်းနဲ့ခေါ်လိုက်ပြီးဖြစ်တဲ့မန်စီးတီးမန်စီးတီးကဝုဒ္ဓင်းရဲ့နောက်ခံစားမှာနိုရီကိုပေါင်30တန်းနဲ့ခေါ်ယူလိုက်ပြီးဖြစ်ပါတယ်။အဒနာဆယ်လင်းနေပြည်ဂျီရီယာလဲစဉ်ဘဲနောက်ခံလူဟာမန်စီးတီးနဲ့2030ခုနှစ်အထိအစာချုပ်ချုပ်ဆိုခဲ့တော့ဖြစ်ပြီးကလပ်ကဘလာပြောင်းဝဲမှာပါဝင်စားလာမလဲပဲဖြစ်ပါတယ် မန်စီးတင်းအားကလပ်ဝါပလာပြိုင်ပွဲအဖွင့်ပွဲစဉ်ဖြင့်အစွန်လောက်ဆက်ချင်းနေမှာမော်ဒူကိုကလပ်နဲ့ယူရင်ဆိုင်စားရောက်မှလည်းပဲဖြစ်ပါလိမ့်။အင်ဒီရီဟာ2022ခုနှစ်အခါကနေဟူကိုပေါင်း14.6%ကျန်နဲ့ပြောင်းရွှေ့လာသူလည်းပဲဖြစ်ပါလိမ့်။တဘာဝူတင်းကိုပြည်သမပြောင်းရွှေ့မီငှားနဲ့တရားစီကစားခဲ့သူလည်းပဲဖြစ်ပါလိမ့်။ပြည်ရဲ့ရာသီလုံးကဝူအသိန်းတွေပြန်ပွဲအရရ42ပွဲကစားခဲ့ရမှာငါကိုသွင်းပြီး9ချိန်ဖန်နေမှုပြုလုပ်နိုင်ခဲ့ပြီးတော့တမ်းမစင်းအောင်ကူညီပေးခဲ့သူလည်းပဲဖြစ်ပါလိမ့် ဟိုတင်ကတော့အခုနေရာဒီမှာဘရာဇီးအသင်းရဲ့တောင်ပန်တက်စစ်ဇာမာကွန်ညာကိုမိုင်းရက်ရဲ့အသင်းထံကိုပေါင်62.5တန်းနဲ့ရောင်းချပြီးရဲ့နောက်ဒုတိယမြောက်အရေးပါတဲ့ဇာမာကိုထပ်မံရောင်းချလိုက်တာလည်းပဲဖြစ်ပါတယ်မန်စီးတင်းကနူရီမတိုင်မီအစီအမံတင်းရဲ့နယ်သာလန်ကွင်းနဲ့ဇာမာတယောက်ဖြစ်တဲ့ TN နေရတာကိုပေါင်46.3တန်းနဲ့ခေါ်ယူထားပြီးလည်းပဲဖြစ်ပါရီ။အဲဒါဆောင်တင်းမှာပဲဆက်လက်ဇာနိုင်ကြောင်းဖွင့်ရပြောဆိုလာတဲ့ခရစ်စတီယာနိုရော်နယ်ဒို ပေါ်ရီဒီရဲ့စူပါစတားကြီးခရစ်စတီယာနိုရော်နယ်ဒိုကဆော်ရီလက်အင်နက်ဆာသင်းမှာပဲဆက်လက်စားသွားနိုင်ကြောင်းဖွင့်ဟပြောဆိုလိုက်ပါရီအသက်40ရွယ်ခရစ်စတီယာနိုအတွေ့ရလက်ရှိစာချုပ်ဟာအခုရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ပြီးတော့ကလပ်နဲ့စာချုပ်တွေချုပ်ဆိုရေးဆွေးနွေးနေတော့မကြခင်အပြစ်သက်လာနိုင်ဖို့ရှိနေပါရီမန်ယူနိုက်တက်ရီယယ်မက်ထရစ်ဂျိုမီနက်တို့မှာဇာခဲ့မှုတဲ့ခရစ်စတီယာနိုရော်နယ်ဒိုဟာပြည်ထောင်ပတ်တုန်းကဆိုရှယ်မီဒီယာမှာအင်နက်ဆာမှာထွက်ခွာနိုင်အောင်အရေးမို့ပြသတဲ့ post တွေတင်ခဲ့သူလည်းပဲဖြစ်ပါရီ ဒါပေမဲ့စပိန်သင်းကိုနိုင်ရောင်းရှိပြီးဒုတိယမြောက်နေချင်းလီဖလားဆုတ်ခုအပီးတဲ့အချိန်မှာတော့ဗော်ရီကသင်းကောင်းဆောင်ကအနာကလားဘာမှပြောင်းလဲမှမဟုတ်ပါဘူးအင်းနဆာလားဟောပါလေလို့ဖြေဆိုသွားတာလည်းပဲဖြစ်ပါလေစပိန်သင်းကိုတည်ကြပြီးဗနဒီအဆုံးဖြတ်တဲ့နိုင်ရောင်းရှိတဲ့နေချင်းလီဘလူးဘဲမှာ138ဂိုးမြောက်အထိနိုင်ငံအတွင်းကိုတွင်းယူထားနိုင်ခဲ့ပြီလည်းပဲဖြစ်ပါလေမာလွန်နောစုရောက်ရှိခဲ့စဉ်တုန်းကဘာစုရလို့ရခဲ့မှန်းတော့မသိခဲ့ဘူးလို့ဖွင့်ရပြောဆိုလိုက်တဲ့မိုက်ကယ်အိုဝင်း မိုင်ကယ်ဝင်တယောက်သူ့ရဲ့ဘလုံတယောက်စုနဲ့ပတ်သက်ပြီးဘလုံတယောက်စုရောက်ရှိခဲ့စဉ်တုန်းကဒီစုကိုဘာစုရောက်လို့ရောက်ရှိခဲ့မှန်းမသိကြောင်းဖွင့်ရပြောဆိုလာပါလိမ့်။လောသင်းရဲ့ဆစ်ဇာမဟောင်းက2010ခုနှစ်တုန်းကဒုတိယနေရာမှာရီယယ်မထွေအသေးရန်ကနဝင်ရာဟုကိုကြောဖြတ်ပြီးတော့ဘလုံတယောက်စုစုခုရောက်ရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘိုင်ကယ်ဝင်ရလပေါင်းသိမ်းမှာရှင်းနေတော့ကစားခဲ့စဉ်အတွင်း298ပွဲကစားပြီး158ကိုသွင်းယူပေးနိုင်ခဲ့သူလည်းပဲဖြစ်ပါလေ ငလန်သိရဲ89ပဲစားခဲ့တဲ့ Michael Owen က Real Madrid, Manchester United, Newcastle တို့မှာလည်းကစားခဲ့တာလည်းပဲဖြစ်ပါလေ။အသက်55နှစ်အရွယ် Michael Owen ဟာလှည့်မြန်းတဲ့ပြင်းထန်တိကျတဲ့အဆုံးသတ်မှုတွေကြောင့်ကမ္ဘာအကောင်းဆုံးတန်းဆစ်မှုဝင်တစ်ယောက်ဖြစ်ပြီးငှက်မြန်လေးဆိုပြီးနာမည်ကြီးခဲ့သူတစ်ယောက်လည်းပဲဖြစ်ပါလေ။သူဟာနောက်တစ်ခုနှစ်တုန်းက Premier League 46ပွဲမှာ24ဂိုးသွင်းယူနိုင်ပြီးတဲ့နောက် Bologna စုကိုစုကူရရှိခဲ့တာလည်းပဲဖြစ်ပါလေ။ ဒေစုမနေ့စဉ်ဥရောပအကောင်းဆုံးဈာမတွေကိုချီးမြှင့်တဲ့ဆုလဲပဲဖြစ်ပါလေ။မိုက်ကိုဝင်ရတော့ဒီဆုကိုဖီကိုဒီဘေပကန်းတရားရီယိုနယ်ရီတို့ကိုကြော်ဖြတ်ပြီးတော့ဆုကိုရောက်ရှိခဲ့ပေမဲ့ဘာဆုမှန်းတော့သိမနေခဲ့ပါဘူး။ဒီဆုနဲ့ပတ်သက်ပြီးတော့မိုက်ကယ်ဝင်ကဂျေရိုရီယာကဖုန်းဆက်ပြီးမိုက်ကယ်မဲမလွန်ရောဆုရတယ်လို့ပြောလာတော့ဘာကြီးလဲဆရာလို့ကျွန်တော်ပြန်မိခဲ့ရပါလေ။ဘာဆုလဲဆိုတာတကယ်ကိုမသိခဲ့ပါဘူး။ကျွန်တော်လုံးဝကိုမသိခဲ့တာပါ။အဲဒီတော့ကဒီအကြောင်းကိုသတင်းစာတွေမှာလည်းသိပြီးတော့ မရေရဘူးလေလို့ဖွင့်ရပြောဆိုသွားတာလည်းပဲဖြစ်ပါလေ။မိုက်ကောဝီယန်စတန်လီမတ်သရူဘော်ဘီချာတန်ကေဗင်ကီကန်တို့ပြီးရင်တော့ဘလူးနီယောဆုစကူနိုင်တဲ့စတော်ဒါမြောက်အင်္ဂလန်ဇာမတစ်ယောက်လည်းပဲဖြစ်ပါလေ။ဒါပေမဲ့မိုက်ကောဝီယန်က2014ခုနှစ်မှာရီယယ်မထွေအသင်းကိုပြောင်းရွှေ့စားတဲ့အချိန်မှာတော့ဘလူးနီယောဆုမှာ MB ဘွဲ့လိုပဲကြီးကြတဲ့ဆုစုဖြစ်ကြောင်းသိရှိလာခဲ့ရကြောင်းအခုလိုဖွင့်ရပြောဆိုပါလေ။ ရေမရီမှာကစားတော့ဒီစုက NBA လို့ဘွဲဆိုတာကိုကျွန်တော်သိလိုက်ရပါတယ်။ဘာပဲပြောကိုနာမည်မှာဘလွန်နီယောတက်ပြီးပြောကြပါလိမ့်။နိုင်ငံเจ้าမှာဆိုတော့ဒီစုကပို့ပြီးတော့ကြီးမားတယ်ဗျ။နောက်9နှစ်10နှစ်လောက်အထိတကယ်ကိုအုပ်ခံထားသလိုပဲ။အထောင်နိုင်ငံတွေမှာပို့ပြီးတော့ကြီးမားနေပါလိမ့်။နိုင်ငံเจ้าတွေမှာပေါ့ဗျ။ချက်ချင်းဆိုတော့တကယ်ကိုကြီးမားတဲ့စုစုဖြစ်နေပါပြီလို့သူကဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဗိုက်သမျှလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေခင်ဗျာ။